ပြောမှဆိုရင်ဒါเนาะအာမင်းသားမင်းသမီးတွေအ ਨੇ ဆုံး celebrity တွေအဲအ ਨੇ ဆုံး၁၀ရောက်အောင်၁၀လောက်နဲ့အူးစီဘုံပေါင်းနေတယ်ပေါ့เนาะအဲ့လိုဖြစ်ချင်တာပေါ့เนาะအဖီလင်ပေါ့အခုစကြီးကကကျွန်တော်ကြည်နေရုပ်ရှင်တွေကလူဘယ်နှယောက်ပါလဲဆိုတော့ကျွန်တော်တယောက်မှမတွေ့ရငါတို့များလာလိုက်ရင်ငါတို့များအစဲခံရမှာလူတွေကကောင်းလိုက်ဘရောမှမချင်းပေါ့တစ်ခါလေးမှတတ်တက်လုံးပြောလို့မစုံဘူးအဲ့ဒါလူတဘာဝအရွယ်နဲ့မမြောက်ခံလန်းခံစားရတဲ့ feeling က အဲကျွန်တော်တို့ဘေးကနေပြီးတော့ကျေးဇူးရှိရှိမရှိရှိပြောပေးရမယ်ဂိုက်လုပ်ပေးရမယ်ဆိုတာလူတိုင်းမှာတောင်းပါရှိတယ်ကျွန်တော်ဆိုအစဲခံပြီးတော့ပြောရဲဟောင်းမင်းအဲ့လိုမျိုးပြောတော့ဟောင်းမင်းဘျူးရင်တက်တိတ်တော့ပြောတော့တွားပြန်ပြီးဂူချုံဖြိုးပြောလိုက်ပြီစမ်းကြည့်မယ်ဆိုသူ့မှာ break မရှိဘူးအဲအဒီက control မရှိတဲ့ခါကျတော့ဒီလိုဒီလိုလေးတွေဖြစ်တာအချို့ကိစ္စတွေမှာအလိုပေါ့အခုညီဒီလိုလိုနဲ့မြောက်ပေးတဲ့ဟာတွေတွေ့ရတယ်မှာနော်ဒီအချိန်မှာဒီပုံစံသူဖြစ်ချင်လို့ဖြစ်တာမဟုတ်ဘူးသူ့ရဲ့ပုံစံဒီလိုဖြစ်လာမယ်ဟာ automatic ကိုဖြစ်တယ်ဒါကြီးကိုသူ့အပြစ်ပြောလို့မရအဲ့ဒါကြောင့်လူတူတူတယောက်ကိုတွားပြီးတော့ လိမ့်မယ်ဆိုရင်အလားရင်းဘေးလိမ့်မှုမရအောင်သူရက်တိလာတဲ့အတိုင်းဝိုင်းသူရက်တိလာတဲ့ဖြစ်ပြောင်းတဲ့ပြဿနာတွေနားလဲနားလဲလဲနားလဲပေးသလိုပေါ့နော်ကိုရီးယားခဲလို့ပေးရမှာပေါ့လူလူလူဆိုတာမှားလို့ရတယ်မှားတဲ့ဟာကိုအမောက်ပြင်တဲ့ပုံပဲလို့အမားများမှအမှန်အဲ့အမားဆိုတာအမှန်ဖြစ်ဖို့အမှန်ဖြစ်ဖို့အတွက်သူက lecture တွေဖြစ်တယ်အဓိကတော့ကျွန်တော် mindset ချင်းဖို့ပဲဝင်ရပြည့်တဲ့ဆိုရတာပါရမီဖြည့်တာပေါ့ဗျာကုတီဟာလုံးနဲ့လည်းငယ်မောင်းမဟုတ်ခဲ့ဘူးစနေနေ့နဲ့လည်းဒါငယ်ငယ်တော့တွေးခဲ့တဲ့သူတွေလည်းမဟုတ်ဘူးဆိုပေမဲ့လည်း အချိုးကြောင်းတရားတိုက်ဆင်လာတဲ့ခါကျတော့လေရောက်ဖြစ်လာတာပေါ့နော်ရောက်ဖြစ်လာတယ်ဟိုပြီးခဲ့တဲ့အချိန်တော့အလိုကျွန်တော်တို့ပရိုက်တာငလင်ဘေးအလူခန္ဓာတို့နောက်ပြီးတော့အလိုဇက်ကားလေးတွေအတူရိုက်တာတို့ MDB ကတော့ကျွန်တော်မှတ်မှတ်ရပထမအောင်ဆုံးသူကျွန်တော်တို့လင်မြန်းနေအောင်ခေါ်ရတဲ့တမီးလေးနဲ့အဲ့ဒါလေးကတော့အမှတ်တရပဲအဲဒါပီတိပေါ့ဗျာဟုတ်ရောမလားလူတူးတယောက်ကသူ့မွေးဖွားလာတဲ့အတိုင်းဝိုင်းအတိုင်းဝိုင်းမှာသူ့ကိုပြုစုပြောင်းထောင်တဲ့နေရာမှာအရင်ချစ်လွန်ကြည့်လဲလူလိုက်တာများလည်းမကောင်း ဲ့ဒီတိုင်းတိုင်းမှာသူအရွယ်နဲ့မများတဲ့ temptation တွေပေါ့နော်အစုံပေါ့ဒါကျွန်တော်လွန်ခဲ့တဲ့ခုတည်းကမဆုံးခင်ကကြုံခဲ့တဲ့ပြဿနာတွေနဲ့တွားပြီးအစဖုံနေမှာကောင်းအဲ့အချိန်မှာ तू ကအဲ့တော့အသက်20မပြည့်ဘူးဆိုပါစို့ကျွန်တော်တို့16 19 20ဝန်းကျင်နဲ့အဲ့တော့ तू 16 19နဲ့အသက်20ဝန်းကျင်နဲ့ရှင်လိုက်မယ်ဆိုတော့မှကျွန်တော်တို့ကငငယ်လေးတွေကဆယ်တန်းအောင်မိကလေးကကိုယ့်အကူပြမှာ struggle လုပ်နေတာလေ तू ကကျွန်တော်အဲ့လိုငငယ်လေးတွေက struggle လုပ်ကြတာမဟုတ်ဘူးဟိုဖူးဖူးမှုခံရတယ်ဆိုတော့ဟိုတောင်းတယောက်ရဲ့ mindset တွေကမတူဘူး ဲ့တော့လူတွေကကောင်းလိုက်ဘရောမမချင်းဘောဆယ်ကကောင်းဝင်မချင်းဘောတခါလေးမှတတ်တလုံးပြောလို့မစုံအဲ့ဒါလူတဘာဝအရင်နဲ့မမြောက်အောင်ခံခံစားရတဲ့ feeling ကအဲကျွန်တော်တို့ဘေးကနေပြီးတော့ကျေးဇူးရှိရှိမရှိရှိပြောပြရမယ်ဂိုက်လို့ပြရမယ်ဆိုတော့လူတိုင်းမှာတောင်းပါရှိတယ်ကျွန်တော်ဆိုဆယ်ခံပြီးတော့ပြောရဲဟဲ့မင်းအဲ့လိုမပြောတော့ဟဲ့မင်း view တက်တိတ်တော့ပြောတော့အာလွတ်သွားပြန်ပြီဂူဂျုံမျိုးပြောလိုက်ပြီအဲ့တော့စမ်းကြည့်မယ်ဆိုသူမှ break မရှိ break မရှိဆိုတော့စမ်းကြည့်လိုက်မယ်ဆိုရင် तू လွေးဖွားကြီးပြင်လာတဲ့ သူ့အနေထားကအဲ့လိုပေါ့တော့ဒီ mental လို့ရောပေါ့နော်အဲ့ mental လုံနိုင်မဲ့အတိုင်းအတာလေးလိုတဲ့ခါကျတော့အဲ့အတိအ control မရှိတဲ့ခါကျတော့ဒီလိုဒီလိုလေးတွေဖြစ်တာဒါပေမဲ့အဲ့ control ကလည်းကျွန်တော်တို့ကလည်းဆရာကြီးလို့ပြီးတော့ဝင်ပြောတဲ့သူတွေမဟုတ်သူ့ဆုံးမတာသူကြောင်တောက်တော့လည်းမဟုတ်အများကြီးပါပဲသူကလည်းအဲ့လိုဆူဆူတိုးတိုင်းလေးလည်းမပါဘူးအဲဒါပေမဲ့ဘာကြီးကြီးလဲဆိုတော့အာအဲ့လိုအချို့ကိစ္စတွေမှာအဲ့လိုပေါ့အကူအညီတလူတွေမြောက်ပေးတဲ့ဟာတွေတွေ့ရတယ်ပေါ့နော်ကျွန်တော်လည်းနေရာတကာပြောရအောင်လည်းမကောင်းတော့လေအဲ့တော့ဆောင်းရှောင်းလေးတွေပြောပြရတယ် အမုန်းခံပြီးပြောပြတယ်အခါကျရင်ဟိုကျွန်လည်းအဲ့တော့အော်ကွာမင်းအဲ့လောက်တော့မဖြစ်လေဆိုဟိုကိုလည်းလူသားတယောက်ပဲလေခံစားချက်ရှိတဲ့ခါကျတော့မင်းအဲ့လောက်တော့မသိရမလားဆိုတော့ဥရားပြီးတော့ဖြစ်တာရှိတယ်လို့လူဆိုတော့အခါကျန်လေဟိုအချိန်ဟွာကြီးတဲ့လူကိုယုံကြည်မှုများတယ်အချိန်ဟွာနေတဲ့သူအချိန်ဟွာဆိုမိုးဆက်မင်းမင်းဘလောက်မင်းမိုးပြောင်းတော်နေပါစေမင်းစောက်ဆက်မရှိရင်မင်းဘယ်သူမှစောက်ဖက်မလို့ဒါပဲအဲ့တော့အဲ့လိုဟာကအတိုင်းအတာမှာဘလောက်ပဲပြောပြော အချိန်ဝါရှိတဲ့လူကရဲ့စကားပူနာဝင်ဒါကြောင့်အလိုကိုပဲဘလော့ပြောပြောကိုဒီအတန်းဝိုင်းမှာလည်းဆက်နေတည်အောင်မဟုတ်ဘူးကျွန်တော်နဲ့ပတ်သက်တဲ့အဲကျွန်တော်ဘောနကျွန်တော်ခေါ်တုံးနေကျွန်တော်တပည့်လေးတွေလေကိုကဘလော့ပဲပြောပြောပြောတာပဲရှိရလေဟောအိမ်ငါးဘွားတဲ့သူတော်အစင်မပြေတာငါတို့စောက်စရာကြီးလာလုံနေဆိုတဲ့ဟာပေါ့အဲ့လိုပြောမှဆိုကျွန်တော်ခင်တော့ဆိုလေဒါရိုက်တာတွေဇက်ညွန့်တွေကျွန်တော်တို့တဲ့အများဟိုတို့ဆိုအစင်မပြေတယ်အဲ့လိုဟာတွေ့ရတယ် ါပေမဲ့သူတို့စကားကိုကျွန်တော်အရင်ပို့ပြီးတော့လေအော်ငါဆရာတွေငါဒါရိုက်တာတွေငါစံညွှန်းရေးဆရာတွေအဲသူတို့အစီအမံပြုဆိုပို့ဘူးလို့သူတို့သူရဲ့သူတို့ရဲ့ဒီဟိုအစီအမံပြုမှုစင်းရဲ့တော့မဟုတ်ဘူးကြည့်ပြီးတော့ကိုတော့ပို့ပြီးတော့ဂိူနာတက်ပြီးတော့သူတို့စကားပို့ပြီးတော့ကျွန်တော်ပို့လေးစားတယ်အခုခေတ်ကကြောင်းပြန်တယ်ကားရပြီဆိုရင်ကျွန်တော်ခေတ်တော့ဆိုရင် right time ဒီဘက်ခေတ်မှာတိတ်မတွေ့ရဘူးအဲအကြောင်းမျိုးမျိုးပြရတယ်အဲပြီးတော့မင်းမအားဘူးမင်းနေမကောင်းဘူးတခုဆိုရင်ကြိုပြောလေအာကြုံပြောကြောမေ့သွားလို့အဲ့လိုပေါ့ ဘာလို့မလဲဒီကျွန်တော်ခင်ဗျာအားကိုးစရာ social platform မရှိတော့ download တရားရကန်လို့စိတ်နှစ်ပြီးတော့ကျွန်တော်ဆိုတနည်းပတ်လုံးဖျားကြောင်တော့မတက်ဖြစ်တဲ့ဟာတော်ရှိတယ်ဘာသာရေးတော့ကျွန်တော်အလောက်ထိလိလူရှုခဲ့ရတယ်ဒါကိုယ့်ရဲ့အောင်မြင်တဲ့အတ္တစိတ်ကိုရှင်းတဲ့တဲ့အချိန်ဒီခုခေတ်မှာအားလိုက်လုံးဝမရှိဘူးရိုက်မယ်ဆိုရင်အားမဟုတ် live လို့မပြီးသေးတဲ့အားနဲ့ဖုန်းနဲ့ပြောနေတာအဲ့လိုပေါ့တစ်တော့ဆိုအာတစ်တော့ဆိုအဲ့လိုဟာတွေးတဲ့ခါကျတော့တို့ကျွန်တော်အပြည့်ပြောတာမဟုတ်လူတွေရဲ့ဒီအလုပ်တစ်ခုကိုဒီ concentration အားလုံးစိုးစိုက်မှုကနေလာဒါခိတခိရဲ့ အဲ့တော့ဘူးဘူးမအပြစ်မတင်ခစ်ကဒီချင်းဒီလိုဖြစ်လာမယ်ဆိုလို့ဟုတ်ရမလားကျွန်တော်ဘာသာမှလည်းပါတယ်အာပြောမယ်ဆိုရင်ဟိုကောသလမင်းကြီးရဲ့အိမ်မက်ဟလာဒါတော်တော်များပြောနေတယ်အဲ့လိုပုံစံပဲဓာယုကိုကျွန်တော်တို့ကကြိုတင်တိထားခဲ့တဲ့ခါကျတော့ပြင်ဆင်လို့ရတယ်လေခံနိုင်ရရှိတာပေါ့မမရှိတော့ကျပောက်ခွဲတာပေါ့ဒီတစ်ခါကျရင်လည်းကျွန်တော်လည်းဘလောက်ပဲပြိုချင်းကြိုတင်ပြင်ဆင်ပြင်ဆင်ရုပ်တရက်စိတ်လွတ်သွားတဲ့အချိန်တော့ပောက်ခွဲရရှိဒီအချိန်မှာဒီပုံစံသူဖြစ်ချင်လို့ဖြစ်တာမဟုတ်ဘူးပြီးခဲ့တဲ့အတိုင်းကျွန်တော်လာတဲ့အတိုင်းတာသူ့ရဲ့ပုံစံဘယ်လိုဖြစ်လာမလဲဟာအော်တိုမက်တစ်ကိုဖြစ်တယ် ဒါကြီးကို तू အပြစ်ပြောလို့မရ तू နဲ့ပတ် तू နဲ့ပတ်သက်တဲ့လူအပိုင်းဟာရင်အများကြီးရှိ तू နဲ့ပတ်သက်တဲ့သူဘယ်လိုရှိမလဲလက်ရှိ तू မိသားစု तू မိမ तू ကလေး तू तू ရောက်ခမဘက်ကဒီဘက်က तू အမျိုးအဲ့ဒါကြောင့်လူတူတူတယောက်ကိုသွားပြီးတော့ blame မယ်ဆိုရင်ဘလိုင်းဘေးလို့မရအောင် तू ရက်တိလာတဲ့အတိုင်းဝိုင်း तू ရက်တိလာတဲ့ဖြစ်ပြောင်းတဲ့ပြဿနာတွေဘောက်တော့ကျွန်တော်တို့တစ်ခါကျရင်အရင် pressure များတဲ့ခါကျရင်စိတ်ကထွက်ပေါက်နေတယ်နည်းနည်းစီးလို့ဝါလို့ပြောပြီးလုံးရရရှိတယ်ဒါလူတဘာဝပဲအဲ့ဒါကိုတစ်ခါကျရင်နားလဲနားလဲလဲနားလဲပေးသလိုပေါ့နော် ိုတွေကခဲလို့ပေးရမှာပေါ့။ဩတကယ်လို့ဩကိုကြီးစာကြည့်လိုက်ပါဗျာ။ကိုကြီးလေးကုတူကုတားလေးဒါတကယ်လို့ဒီလိုအဖြစ်မျိုးနဲ့ကြုံရခဲ့ရင်ငါတို့ဘယ်လိုလုပ်မလဲဆိုတဲ့ဟာလေးပါ။အဲ့လိုပြောလို့ကျွန်တော်ကအာသူနဲ့ပတ်သက်တဲ့အတိုင်းအဖြစ်တင်နေမှာမဟုတ်ဘူး။ဂကနာနာမသိပဲနဲ့တော့ဟောမလုံးနဲ့ပေါ့။နော်ဘယ်သူရောဒီလိုအခြေအနေမျိုးဖြစ်ချင်မှာတော့ဟောရမလား။ကျွန်တော်တော့ကျွန်တော်တော့အခုပတ်စံအလင်ခံရတော့အမှုလိုက်နေရတာဗျာ။သူပြောင်းလဲလာတဲ့ဟာလေးပေါ့နော်။ကြည့်ပြီးတော့ PT ဖြစ်ရပါတယ်။အဲသူကုန်းပြတ်သွားပြီ။အမှရဟန်းခံတယ်။ အဲနောက်လူလူလူဆိုတာမှားလို့ရတယ်မှားတဲ့ဟာကိုကျွန်တော်တို့ကအမှောက်ပြင်တဲ့ပုံပဲလို့ကျွန်တော်မှားအောင်မသိဘူးဘာလို့လဲအမှားများမှအမှန်အဲ့အမှားဆိုတာအမှန်ဖြစ်ဖို့အမှန်ဖြစ်ဖို့အတွက်သူက lecture တွေဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကအမှောက်ပြင်နိုင်ဖို့ပဲကျွန်တော်တို့ကဒါကိုကျွန်တော်တို့ကဘယ်လိုခေါ်မလဲခံခံယူတတ်ရမယ်အဓိကတော့ကျွန်တော် mindset ချင်းဖို့ပဲကျွန်တော် mindset ကသူကြောက်တယ်မဟုတ်စနေတည်းမှာ mindset ချင်းမဟုတ်ကျွန်တော်တန်တိုင်းငယ်လုံးတကယ်ပါလုံး mindset ချင်းရမှာအဲ့ဒါပါ ဒီလူဆိုရင်ဒါပြောမယ်ဆိုရင်ဒါเนาะအာမင်းသားမင်းသမီးတွေအ ਨੇ ဆုံး celebrity တွေအဲအ ਨੇ ဆုံး၁၀ရောက်အောင်၁၀လောက်နဲ့အူစီဘုံပေါင်းနေတယ်ပေါ့เนาะအဲ့လိုဖြစ်ချင်တာပေါ့เนาะအဖီလင်ပေါ့ကျွန်တော်လည်းဘာသာကြားခရီးဆိုပေမဲ့ကျွန်တော်လည်းအဲ့လိုမြန်မာယဉ်ကျေးမှုအရန်သဘောကျကျွန်တော်တော့ပြီးခဲ့တဲ့ကုလူကျော်အလူမာတော့မှကျွန်တော်မတက်တက်ခောက်လေးကျွန်တော်ဒါတိုင်းဝင်ကားလိုက်အဲ့လိုပေါ့အဲ့လိုစီစီကားဖြစ်ချင်တာပေါ့အခုစီစီကားကကျွန်တော်ကြည့်နေရုပ်ရှင်တွေကလည်းဘယ်နှယောက်ပါလဲဆိုတော့ကျွန်တော်တယောက်မှမတွေ့ရအောင်အဲ့စိတ်ဝင်ကောင်းအောင်ဖြစ်မိတယ် ဲ့တော့ဗာလဲဆိုငါတို့မြလာလိုက်ငါတို့မြအစဲခံရမှာလားဆိုအဲကျွန်တော်ကဘာဆိုတော့